ကုသိုလ်ကောင်းမှုမှန်သမျှဟာဒီဘဝအတွက်မှလည်းအကိုရတယ်နောက်ဘဝအတွက်မှလည်းအကိုရတယ်လူတွေရဲ့ရင်ထဲနှလုံးထဲမှာကုသိုလ်စိတ်ဖြစ်တဲ့အချိန်ဟာလွန်နေတယ်ကုသိုလ်စိတ်ဖြစ်အောင်ကြိုးစားရမှာဖြစ်တယ်စိတ်ထဲမှာကုသိုလ်ဖြစ်ဖို့ဝိဒ္ဓမအရေးကြီးတယ်ရှင်နဲ့နှလုံးထဲမှာကုသိုလ်ဖြစ်အောင် ဘာတွေလိုအပ်တယ်လို့ဆိုလို့ရှိရင်ကုသိုလ်ဖြစ်ဖို့အတွက်ကအပမာရလို့ခေါ်တယ်ကုသိုလ်ကောင်းမှု အပေါ်မှာ စိတ်အာယုံရောက်ခြင်းဆိုတဲ့တတိတရားဟာအရေးကြီးဆုံးပဲကုသိုလ်ပေါ်မှာစိတ်ရောက်နေဖို့လိုတယ်ပေါ့ကုသိုလ်လုပ်တဲ့အလုပ်ပေါ်မှာစိတ်ရောက်နေတယ်ဥပမာမဲ့လှူမှုတမ်းမှုပေါ်မှာစိတ်ရောက်တယ် တိလာဆောက်တည်မှုပေါ်မှာဆက်ရောက်တယ်။ကမ္ဘာ့ဘာဝနာပေါ်များအထုမှုပေါ်မှာဆက်ရောက်တယ်။ကောင်းတဲ့ပေါ်မှာစိတ်ညွတ်နေခြင်းဟာတတိယဆွမ်းဆောင်မှုနဲ့ကောင်းတဲ့ပေါ်မှာစိတ်ညွတ်နေခြင်းဖြစ်ပေါ်တာဖြစ်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားကအပမဒိနတမ္ပတိထာဆိုတာအဲ့ဒီအတိပဲကိုပြောတာ။ကုသဘက်ကိုမမေးမလျော့ရှိနေဖို့လိုအပ်တယ်။လူတွေဆိုတာ တတော်ရည်ဆိုတာဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အခြားကိစ္စတွေနဲ့မေ့ပြီးတော့ကုသိုလ်ပဲကိုဆက်ရောက်တယ်ဆိုတာနည်းများသောအားဖြင့်စိတ်ဝင်စားမှုဟာကုသိုလ်ပဲမှမရှိဘဲနဲ့အပြောအပါဒီလွတ်လပ်ပေါ်ွားစွာနေထိုင်မှုပေါ်မှာဆက်ရောက်ကြတာများတယ်ပေါ့တတော်ရည်ရဲ့ထုံတမ်းစင်လားတိရစ္ဆာန်တွေကို မမြောက်ပြီးတော့ခြေလိုက်မယ်ဆိုရင်လူတွေနဲ့အနည်းအနည်းဆုံးအိမ်မှာဝေးထားတဲ့ခွေးလူတိရိစ္ဆာန်မျိုးပဲစဉ်းစားကြည့်ပေါ့သူတို့ဟာအာရင်အိပ်ဖို့ပဲစားလို့ရှိရင်အစာစားဖို့ပဲဒီစိတ်မျိုးတွေပဲရှိတယ်ဒီတခြား တကောင်ကောင်လာလို့ရှိရင်ကြိုက်ဖို့မှန်ဖီဖို့ဆိုစိတ်တွေပဲရှိတော့ကုသိုလ်စိတ်ဆိုတာသူတို့မှမရှိကြဘူးဘုရားမနေတယ်လူတွေကြတော့အဲ့ဒါလို့မဟုတ်ဖဲနဲ့တမန်လူတွေဟာလည်းပဲညာတော်ဖြင့်ကြည့်မယ်ဆိုရင်စာဖို့တတိယမယ်အိပ်ဖို့တတိယမယ်ပြောမှုပေါမှုပေါ်မှာတတိယမယ်ကုသိုလ်စိတ်ပေါ်မှာတတိမြာပဲရှိနေတတ်တယ်အဲ့ဒါလို့ရှိနေလို့ရှိရင် ဘဝမှာလူဘဝရထားတော့လည်းပဲလူတွေဟာစိတ်ထအနေအဖြစ်တော့မြင့်မားလာတာမရှိဘူးဖြစ်သွားနိုင်တယ်။ဒါကြောင့်မို့လူတွေရဲ့တမိုးဟာကုသိုလ်ပေါ်မှာစိတ်ရောက်တဲ့အချိန်များလာတာဟာလူရဲ့တမိုးပဲဖြစ်တယ်ပေါ့။တမိုးတက်လာတာဟာအပမာရလို့ခေါ်တဲ့ကုသိုလ်ကောင်းမှုပေါ်မှာစိတ်ရောက်မှုအမှတ်ရနိုင်မှုဟာဒါလူရဲ့တမိုးဖြစ်လို့အဲ့ဒီအပမာရဆိုတဲ့ ုသိုလ်ပေါ်မှာစိတ်ဝင်စားတဲ့စိတ်ရောက်နေတဲ့တတိတရားကြောင့်တဏ္ဍကောင်းမှုလှုပ်ဖြစ်တယ်သီလစောင့်တည်ဖြစ်တယ်ကမ္မထံဘာဝနာပွားများအထုဖြစ်တယ်အခြားအချိန်တွေမှာလည်းပဲမေတ္တာပို့ရာတို့ပရိစိတ်ထားတို့စသဖြင့်ပေါ့ကောင်းတဲ့ဘက်လူမှုရေးကိစ္စဆောင်ရွက်ထားတို့အများအကျိုးလောက်ကင်တတ်တာတို့ဆိုတဲ့ ကောင်းတဲ့ဘက်ကိုဆက်ရောက်တာဖြစ်ပေါ်လာတာဖြစ်တယ်။မိသားစုဘဝမှာနေကြရင်တောင်းဒီဘုရားကိုကိုယ်ကိုစိတ်ကပ်ကြတဲ့ဘုရားဘာသာဝင်သူတော်စင်နေနေအခါအားလျော်စွာကုသကောင်းမှုတွေပြုပြီးကိုချင်းသီလခိုင်မြဲနေမယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်တွေဟာလူရောနတ်ခါရောယုတ်သိလေးစားရတဲ့ပုဂ္ဂိုလ်ဖြစ်တယ် သူသေးလေးစားရတဲ့ပုဂ္ဂိုလ်။နေဆုံးကိုချင်းသီလကောင်းနေတယ်ဆိုလို့ရှိရင်သူသေးလေးစားရတဲ့ပုဂ္ဂိုလ်ပဲ။တရားမင်းကြီးကိုယ်တိုင်ကဝိဇ္ဇန္တပြတ်တကဆင်းပြီးအလုတ်ရုံးထိုင်မှုသွားတဲ့အခါမှာသူဟာလောကမှာဒီဒေသတိုက်တဲ့ပုဂ္ဂိုလ်တွေကိုအယုံပြုပြီးတော့လေးစားသမှုပြုတာဖြစ်တယ် လူတွေကတော့နတ်ကိုကိုွယ်ပြီးတော့ကိုယ့်ရဲ့အကျိုးစီးပွားအတွက်နတ်ကိုကိုွယ်ကြတာတရားမင်းကြီးကသူ့အကျိုးစီးပွားအတွက်လှုပ်တာမဟုတ်ဘူးလေးစားတတ်တဲ့ပုဂ္ဂိုလ်တွေလောကမှာရှိတယ်လေးစားတတ်တဲ့ပုဂ္ဂိုလ်တွေကိုလေးစားတဲ့အနေနဲ့လက်အုပ်ချီတယ်ဒါလေးစားသမှုပြတာပေါ့လက်အုပ်ချီတယ်ဆိုတာ respect ပေးတာပေါ့နော်အဲ့တော့ဘုရားတရားတန်ခါယရဏသုံးပါးကို respect ပေးတဲ့အပြင်လေးစားမှုပြရတဲ့အပြင်မှာ သူစိတ်ထဲမှာကျင့်နဲ့အာရလို့လေးစားလိုက်တဲ့ပုဂ္ဂိုလ်တွေကလူပြေမှာဘယ်သူတွေလဲလို့ဆိုတာအဲ့ဒါလေးကိုနိုင်မသားကြည့်ကိုဟာလေးစားလိုက်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်နေဖို့ဒါကိုကြည့်ရေကဟထပုံညကရာတိလဝန္တဥပတကဓမ္မေနဒါရံပောတင်တိတေနမတ္တမိမာတလိ ဝိစင်တယထာကြီးနဲ့ခီးထွက်ဖို့စထာနာရောက်တဲ့အခါမှာတရားမင်းကလက်ဥတချီချီနဲ့ respect ပေးတယ်စထာမောင်းမဲ့မန္တလိနတ်သားကပေးတယ်တရားဆိုတာသူကသာအများရဲ့လေးစားမှုကိုခံရတဲ့ပုဂ္ဂိုလ်ယုသိမှုကိုခံရတဲ့ပုဂ္ဂိုလ်အခုတော့သူကပြန်ပြီးတလေးတစားယုသိလေးစားတဲ့ပုဂ္ဂိုလ်တွေပဲပုဂ္ဂိုလ်တွေလဲ သူကိုယ်တိုင်က respect ပေးနေဘသူတွေကို respect ပေးတာတော့ဆိုဘုရားတရားတန်ခါယရဏသုံးပါအပြင်မှာတဲ့လူသားတွေကအရေးချင်းပြေဝတဲ့ကုသိုလ်ကောင်းမှုလုပ်ကြတဲ့အရေးချင်းပြေဝတဲ့မိသားစုတွေကမိသားစုကိုလှုပ်ကြွေးနေကြတဲ့သူတော်ကောင်းလေးကိုသူဟာလေးစားသမှုပြတာပါတဲ့အဲ့မှာသူပြောတဲ့စကားတွေမှာ ရေဂါထဂါထဆိုတာမိသားစုဘဝမှာနေပြီးတော့စီးပွားလုပ်နေစင်နေများစီးပွားရှာကြ။ကောင်းကျိုးကောင်းရာစီးပွားရှာတယ်။သူများအသက်နဲ့စီးပွားရှာတာမဟုတ်ဘူး။အယောင်းဝဲနဲ့စီးပွားရှာတယ်။စိုက်ပျိုးတာနဲ့စီးပွားရှာတယ်။နှွားမွေးမြူပြီးတော့နှိုးညစ်ပြီးရောင်ပြီးစီးပွားရှာတယ်။ဟိုကျင့်ငဲ့တတ်ဖို့ဝေးဒါတွေနဲ့စီးပွားရှာတာမဟုတ်ဘူး။ နွားမွေးမြူခြင်းစိုက်ပျိုးရေးလှုပ်ခြင်းကိုယ်ရောကိုယ်ဝယ်လှုပ်ခြင်းဖြင့်သမွေးဝမ်းကြောင်းပြုတဲ့ပုဂ္ဂိုလ်တွေမိသားစုကိုလှုပ်ချွေးနေတဲ့ပုဂ္ဂိုလ်တွေရှေကဟထပုံညကရာအခါလျော်ဆိုသူတို့ဟာကုသိုလ်ကောင်းမှုလုပ်နေတဲ့လှုပ်ကြမနေ့အရထားတယ်ဆိုရင်ခုလိုသာသနာထွန်းကားတဲ့အချိန်အင်းရှိရောက်လာတဲ့တန်ခါးတွေကိုဆွန်လောင်းတယ် သုံးဖို့အေးရထားတဲ့ချိန်ကစာဖျားရှိခိုးတယ်ဖျားဟိုစိမိပန်းရေးချမ်းလှူဒန်းတယ်တိလာဆောက်တည်တယ်တရဏဂုံခံယူတယ်ဆိုတဲ့အလုပ်တွေလုပ်ကြတယ်ပုံညာကရတကြီးရွယ်ဥရီအတွက်ဒီအကျိုးပြုတဲ့အလုပ်တွေလုပ်တယ်ဆဲဒုက္ခရောက်တဲ့လုပ်တယ်ပုံကိုယ်တွေကိုကုညီမှုပြုတယ်ဆိုတဲ့ကုသိုလ်ကောင်းမှုမျိုးစုံရှိတယ်အဲ့ဒီကုသိုလ်မျိုးစုံကိုလုပ်နေတဲ့ပုံကိုယ်တွေကိုပုံညာကရတယ် ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်တွေလို့ဆိုလို့ရှိရေကထာ ပုံညကရာကုသိုလ်လုပ်နေတဲ့ပုဂ္ဂိုလ်တွေတိလဝန်တော်ဥပသကာတိလဝန်တော်ဆာအ ਨੇ ဆုံးငါဝတိလနဲ့ပြည့်စုံကြတယ်သူများအသက်တချင်းကရှောင်းကျင်ကြတယ်သူများဥစ္စာမတရားယူခြင်းကရှောင်းတယ်သူတော်သားမယားပြစ်မှားခြင်းကရှောင်းတယ်လိမ့်လိလဲစားပြီးအကျိုးပြပြအောင်သူတော်ဒုက္ခရောက်အောင် လိန်ချင်းကရှောင်းကျင်တယ်။တေးရေတေးရေတောက်ဆုံးချင်းကရှောင်းကျင်တယ်ဆိုတဲ့ရှောင်းကျင်မှု၅ရက်ဆိုတဲ့ကိုချင်းသီလတရားကိုမှအမြဲကပ်ပြီးတော့နေကြတယ်သီလဝန်တော်အဲ့ဒီပုဂ္ဂိုလ်တွေကရှ िख ိုးလိုက်တဲ့တရားမင်းကြီးကိုယ်တိုင်ကလေးစားလိုက်တဲ့ပုဂ္ဂိုလ်တွေဖြစ်လာတယ်။ဘာဖြစ်လို့လဲဆိုတော့ တရားဘဝရလာတာဒီကုသိုလ်တွေကြောင့်ရတာဒါကြောင့်မလို့လေးစားတာအဲ့ဒီအရေးချင်းနေရှင်တော့သူကိုယ်တိုင်အားလေလေးစားတယ်သူကိုယ်တိုင်အားလေလေးစားလာဖြစ် Now ဓမ္မိနတာရံပောတင်တိတဲ့ကောင်းကောင်းကောင်းဝယ်သူရှိလုပ်ငန်းမပါပဲနဲ့သူရှိလုပ်ငန်းတက်တက်ဖြင့်ကောင်းကောင်းကောင်းဝယ်လုပ်ပြီးတော့ဓာရံပောတင်တိ သမယကိုကြွေးမွေးနေကြတဲ့ပုဂ္ဂိုလ်ဆိုရထဲမယ်။သမယလို့တိုက်ရိုက်ဆိုထားတော့လည်းပဲမိဘကိုကြွေးမွေးတယ်ကိုမိသားစုတွေကဒီလေးစားရမယ်ဆွေတွေမျိုးတွေကအသက်ကြီးရွယ်အိုတွေကိုကြွေးမွေးဆောင်ရှောက်တယ်။အဲ့ဒီအလုပ်တွေလုပ်နေတဲ့ပုဂ္ဂိုလ်တွေဓမ္မေနဓာရံပောတ္တိတေနမတ္တမိပါတလိအဲ့ဒီပုဂ္ဂိုလ်တွေကိုသူက ရှခိုးတာပါတခြားပုဂ္ဂိုလ်တွေကိုရှခိုးတာမဟုတ်လေးစားခံရအဲ့တော့လေးစားခံရတဲ့အရေးချင်းတွေကဘာတွေတော့ဆိုအိမ်မှာမိသားစုလှုပ်ချွေးနေတဲ့ပုဂ္ဂိုလ်တွေတဲ့မှာပုံကြကရအခါလေးရဆိုကုသိုလ်လှုပ်တယ်တဲ့သီလဝန္တကိုချင်းသီလရှိတယ်ဥပဒကတရဏဂုံဆောက်တည်တယ်ဓမ္မိနတာရံဘောတ္တိတရားသဖြင့် သက်မွေးချောင်းရှာပြီးတော့မိသားစုကိုကြွေးမွေးနေတယ်။ဟောအဲ့ဒီအင်္ဂါအချက်၄ချက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကိုတရားမင်းက respect ပေးတယ်၊ယုံသေးတယ်၊လေးစားတယ်၊ကာရဝပြုတယ်လို့သူဆိုလို့အဲ့တော့လူဘဝမှာလူဖြစ်လာလို့ရှင်အဲ့ဒီအဆင်လောက်လေးတောင် မရှိဘူးဆိုရင်တော့ဒီတရကောင်စိတ်ရင်းနဲ့ရောက်ဖို့ခက်တယ်ပေါ့နော် အဲ့ဒီအဆင့်လေးလောက်ကိုလူချီညိုနတ်ချီညိုဆိုတဲ့အနေထားမျိုးရှိတယ်။တရားမင်းကြီးတို့တောင်ရင်သာနတ်ပြောင်းနေတဲ့နတ်တရားကုသကောင်းမှုကိုတမိုးထားတဲ့နေရာမှာလူတွေတဲ့တမိုးထားလိုက်မယ်လို့။ဘာကြောင့်လို့လူဘဝတုန်းကသူတို့လုပ်ခဲ့တဲ့ကုသကောင်းမှုကြောင့်နတ်ပြည့်ရောက်လာတဲ့အခါချမ်းသာဒုက္ခကိုလက်တွေ့ခံစားကြရတာဖြစ်တယ်။ဒါကြောင့်သူဒီတမိုးကိုသိနေကြတယ်ပေါ့။လူတိုင်းကသိလားလို့ဆိုတော့သိမသိကြဘူး။ မသိလို့မလုံးကြတဲ့သဘောပဲမတပိတိဗြဟ္မစန္တုကုလီစစ်ထာပစာရေးနာအမေရိအဖေတွေကိုကျွေးမွေးဆောင်ရှောက်နေတာဟာဒါသူတော်ကောင်းရဲ့လက္ခဏာပဲမိဘရှိရင်မိဘကို ပြုစုတယ်ကျွေးမွေးတယ်ဆောင်ရှောက်တယ်ဟောအဲ့ဒီပုဂ္ဂိုလ်သူတော်ကောင်းပဲကုလီစစ်ထာပစာရေးနာဆွေရဲမျိုးတွေတကြည်ရွယ်အိုတွေကိုလေးစားတယ်ရှုသေးတယ် ဝေဝစ္စလုပ်ပေးတယ်ဆိုရဲကုသကောင်းမှုတဏ္ဏံတခိလတံပတံစကားပြောတဲ့အခါမှာရိုင်းရိုင်းပြပြမပြောဘူးတင်းတင်းမွေ့မွေ့ပြောတယ်တခိလတံပတပြောဆိုပြည့်ဖြစ်တယ်ဖုဒဝါစာနာမနာဝမှာမခန္ဓာတဲ့စကားမျိုးမပြောဘူးမေတ္တာနဲ့ပြောတဲ့စကားမျိုးတွေပြောတယ်ဟောတင်းမွေ့ညဉ့်နဲ့ ချိုသားတဲ့စကားကိုပြောတယ်သူဆိုရယ်ဒါတွေကကုသကောင်းဘူးပိတုနေရဘာရင်နာလူချင်းချင်းတယောက်နဲ့တယောက်မတည့်အောင်ဂုံးတိုက်တယ်ဆိုလို့မလုပ်ဘူး now ဝိနည်းမစ်စေတာမလားနှမျောတွန့်တူတဲ့စိတ်ကိုဖယ်ရှားပြီးတော့အခါလေးဆိုတော့လူမှုတမ်းမှုတွေပြုလုပ်တယ်သစ္စာကောတာဘိဖုံနရာ စကားပြောရင်ဘယ်တော့မှလိမ့်ညာပြီးတော့မပြောဘူးမှတ်နာဘဲပြောတဲ့ပုဂ္ဂိုလ်မျိုးကောထာပိပုသူများပေါ်မှာအမြဲဒေါသထွက်တာမဖြစ်အောင်ကိုယ့်ရဲ့ဒေါသကိုကိုထိန်းချုပ်ပြီးတော့တိခ္ခဉ္စမေတ္တာမပြတ်နေထိုင်ခြင်းဆိုတဲ့အလေးချင်းရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုနတ်တွေက ာဝရိန္ဒနတ်တွေကတပုရိတာလူတော်လူကောင်းတကယ်သူတော်ကောင်းလို့သိမှပြုကြတာဖြစ်အဲ့ဒီကုသိုလ်တွေလုပ်နေလို့ရှင်တကယ်လူတော်လူကောင်းစင်ရင်နဲ့မှပြုတကြမင်းကြီးကိုယ်တိုင်ကကာရဝပြုတာကိုခံရတယ်လို့သူတို့ဆိုအဲ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေလူ့ဘဝရတဲ့အခိုက်မှာဒီတာဝရိန္ဒနတ်တွေကနတ်တွေကနေသူတော်ကောင်းလို့သတ်မှတ်ထားတဲ့အင်္ဂါရက်တွေကိုယ်မှာရှင်းလာနော် ကိုဟာတိကံစိတ်ဘလောက်ရှိသလဲဒေါသဥဘလောက်ထိထိန်ချုပ်နေသလဲပြောတဲ့အခါမလိမ့်မညာမှန်တာပြောတာဟုတ်ကလားဟုတ်ဝန်တုံမှုအညစ်အကြေးကိုဖယ်ရှားပြီးတော့ရှေရောတဲ့လူမှုတတ်မှုတွေရှိရလားမိဘတွေလှုပ်ကြွရလားဆွေတွေမျိုးတွေအကြီးကဲတွေကိုရှုသေးသမှုပြုသလားစကားပြောတဲ့အခါနှူးညံ့သိမ်မွေ့စွာပြောသလားဆိုတဲ့အချက်တွေနဲ့ကိုယ့်ကိုယ်တိုင်းတာကြည့် အဲ့လိုတိုင်းတကြည့်လို့ဒီအချက်တင်နေညီညွတ်ပြီဆိုရင်တာဝရိသာ နတ်တွေကအတိမပြုထားတဲ့ကုသိုလ်ကောင်းမှုဆိုတာသူတို့နတ်ဘဝရောက်တာဟာဒီကုသိုလ်တွေကြောင့်ရောက်တာလို့သူတို့ကတရုသတ်မှတ်တာဒါကြောင့်မို့လို့ဒီကုသိုလ်တွေတန်ဖိုးသူတို့ထုတ်ဖော်ပြတဲ့အနေနဲ့ပြောတယ်တရားမင်းကြီးကိုယ်တိုင်ကခုနပြောတယ်ရေကန်းတာပုံညကရာတိလဝွန်တော်ဥပတကဟာစာ အလုံးဒီထဲမှာခြုံငုံသွားတဲ့သဘောပဲဓမ္မိနတ္တရံပောတင့်တိတေနမတမိမာတလေအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေကိုလူလောကမှာဒီလိုပုဂ္ဂိုလ်တွေရှိပါလားရှိနေတဲ့ပုဂ္ဂိုလ်တွေလေးစားတိုက်တဲ့ပုဂ္ဂိုလ်တွေပဲသူတို့တည်အနည်းဆုံးတော်ရင်သာနှပ်ပြေတော့ရောက်လာကြမှာပဲဆိုရဲကျူဆူတဲ့အနေကာရဝပြုတဲ့အနေနဲ့ဝမျက်ဝမ်းသာဒီရိုသေးတမှု ပြုတ်ပြတာပဲဖြစ်တယ်ပေါ့ရှင်ယုသေးလူယုသေးသို့မဟုတ်လူသားဒုခောနတ်သားဒုခောဆိုအလုတ်ဟာအဲ့ဒီအလုတ်မျိုးတွေပဲဒါကြောင့်မို့ဘဝတစ်ခုရလာတဲ့အခါမှာကိုယ့်ကိုယ်ထိမ့်သိဆောက်ရှောက်တဲ့အနေနဲ့လူတိုင်းလူတိုင်းအပမရဆိုတဲ့တတိတရားလက်ခံထားပြီးတော့အစင်ထာဝရကိုယ့်ကိုယ်ကုသိုလ်စိတ်တွေပေါ်မှာစိတ်ညွတ်နေခြင်းအဖြစ်ကုသိုလ်ပေါ်မှာစိတ်ညွတ်နေခြင်းအဖြစ် ဖြစ်ခဲ့တဲ့ကုသိုလ်တရားတွေကိုရင်နဲ့နှလုံးနဲ့ဖြစ်အောင်ကြိုးစားအထောက်အကူမှာဖြစ်တယ်။ဘဝတစ်ပါးသူရောက်သွားတဲ့အခါမှာဒီကုသိုလ်ပြုခွင့်ဆိုတာမတမနဲသွား။နဲသွားတဲ့အခါဘယ်လိုအခြေအနေမျိုးရောက်မှမသိသေးတဲ့အတွက်ကြောင့်နဲသွားတော့ကုသိုလ်ပြုခွင့်ရသည်မရမရမသိရလို့ဒီဘဝကမိဘဆွေမျိုးတွေကကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေချရတယ် အဲ့လိုအမြတ်တမ်းပြေးဝေးတဲ့အခါရဖို့ကတေချာလားလို့ဆိုမတေချာကုသိုလ်လုပ်တဲ့လူကတော့ကုသိုလ်ရတယ်ဒါပေမဲ့ကိုမြတ်ဝေလိုက်တဲ့အခါမှာတမလုံးမွားရောက်သွားတဲ့သာသမီမိဘဆွေမျိုးကရသလားလို့ဆိုတေချာပေါ့ပြောလို့မရဘူးဘာကြောင့်တေချာဖို့ပြောလို့မရတော့ယထာကမ္မံဂမိတန္တိပုံညပပဖလူပကဆိုတာတရဝါဆိုတာကံအားလျော်ဆိုတာကိုသွားရမယ်လမ်းကြောင်းအတိုင်းသွားနေကြတာဖြစ်တယ် သွားနေတော့ဒီကနေပြီးကုသကောင်းမှု လုပ်ပြီး ပို့ပေးတဲ့အခါမှာကိုယ်နဲ့ဆက်သွယ်မှုရှိချင်မှရှိတယ်မရှိရင်မရဘူးလို့ဆိုလိုတယ်ပေါ့ဆိုပါစို့တမန်တော်ဘုရားရောက်သွားတဲ့ပုဂ္ဂိုလ်ကမကောင်းတဲ့အကုသိုလ်ကံတွေအကျိုးပဲ့အကျိုးပေးဒီဘဝမဟုတ်ဘူးအတိတ်ဘဝတွေကလည်းအကုသိုလ်ကံတွေဆိုတာရှိတယ်ကုသိုလ်ကံတွေဆိုတာရှိတယ်အကုသိုလ်ကံရဲ့အကျိုး ပေးဖို့အလှဲ့ခွင့်တာသွားပြီအလှဲ့ကြုံလို့ခွင့်တာသွားပြီအကုသိုလ်ကခွင့်တာသွားပြီဆိုရင်ငရဲရင်လည်းရောက်တတ်တယ်တရိษံဘွားတော်လည်းရောက်တတ်တယ်ပြိတ္တဘွားတော်လည်းရောက်သွားတတ်တယ်ကုသိုလ်ကံကအကျိုးပေးဖို့အလှဲ့ခွင့်ကြုံသွားပြီဆိုရင်လူဘွားရင်လည်းရောက်ချင်ရောက်လာမယ်နတ်ဘွားရောက်ချင်လည်းရောက်မယ်အဲ့ဒီလိုဂတိ၅မျိုးလို့ဆိုရဲဘဝတစ်ခုရဲ့တော်ရောက်ရလမ်းကြောင်းကြီး90ရှစ်တယ်ပဲ။ လမ်းကြောင်းတစ်ခုခုပေါ်တော့ရောက်သွားတာသိချပြီပေါ့အဲရောက်သွားတဲ့လမ်းကြောင်းဟာလူဘဝလားနတ်ဘဝလားဆိုလို့ရှိရင်တော့တရားကုသိုလ်ကောင်းမှုပြုလေသူစီရောက်မှာမဟုတ်ဘူးအေးဆက်သွယ်လို့မရတဲ့ငဲဘုံရောက်သွားရင်လေသူကုသိုလ်ရဲ့အကျိုးခံစားရမှာမဟုတ်ဘူးဆက်သွယ်လို့မဖြစ်နိုင်တဲ့တရိစ္ဆာန်ဘုံရောက်သွားရင်လေသူသိနိုင်စွာမရှိသေးတဲ့အတွက်ကြောင့်အကျိုးခံစားရမှာမဟုတ်ဘူးတော်တော် ြုလုပ်တဲ့ပုဂ္ဂိုလ်တွေကတော့လက်ရှိဘဝမှာကုသိုလ်တွေရလိုက်တာတော့အမှန်ပဲအေးပြိတ္တာဘဝရောက်ပြီးတော့မိမိတို့ ਨੇ ဘဝချင်းနှိစပ်ပြီးဆ ਾਇ ရမဲမဲတောင်းရမဲမဲဆင်းရဲဒုက္ခကြုံနေတယ်ပြိတ္တာဘဝမျိုးဆိုရင်တော့တရားကုသိုလ်ကောင်းမှုပို့ပြီးမျှဝေလိုက်တာနဲ့တပြိုင်နဲ့သူ့မှာဘဝတစ်ခုဟာပြည့်စုံသွားတဲ့အနေထားမျိုးရသွားတယ်ဝဆရာမရှိရင်ဝဆရာရသွားတယ်နေဆရာမရှိရင်နေဆရာရသွားမယ် စားကြရမရှိစားကြရရတော့ဒီဟာကုသိုလ်ရဲ့အရှိန်နဲ့သူတို့ဘဝမျိုးဆိုတာကမ္မဖလူပစီဝီကံကြမ္မာကိုမိကျုပ်ပြုပြီးအသက်မွေးရတာလောက်ကင်စားတော့လို့မရတဲ့ဘဝကံပေးရနဲ့ခြေနဲ့ရတဲ့ဘဝမျိုးဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ကောင်းမှုပြုပြီးအမြတ်တမ်းပေးဝေလို့ဟောလက်ခံပြီးဝမ်းမြောက်ဝမ်းသာတာရုခေါ်လိုက်တာနဲ့တပြိုင်တည်းသူ့ဘဝဟာချမ်းသာဒုက္ခရတော့ပါပဲတန်တရာထဲမှာဘယ်ဘဝပဲရောက်ရောက် ပျော်ကြတာရှိပါပဲငရဲလွဲရင်တော့ပျော်ကြမှာပေါ့ဆင်းရဲဒုက္ခကြုံတဲ့အခါအွန်လိုင်းဟစ်လိုက်ပေါ့လူတွေလည်းအမြဲတမ်းချမ်းသာတာမဟုတ်ဘူးဆင်းရဲတဲ့အခါကြီးလိုက်ကြချမ်းသာတဲ့အခါပျော်လိုက်ကြဒီလိုပဲနေကြတာတရားတွေဆိုတာအဲ့တော့ဘဝတစ်ခုရောက်သွားရင်သူ့ဘဝနဲ့သူပျော်ပြီးတော့နေကြတတ်တယ်။ဒါကြောင့်ကုသိုလ်ကမှုလုပ်ပြီးမြတ်တမ်းပေးဝေခြင်းအပြင်ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်တွေဘဝတော့ကောင်းကျိုးချမ်းသာတွေရနိုင်တယ် နောက်ဆုံးမှာဒီဘဝကမိသားစုကိုသာကိုယ်ကသိတာဒီဘဝမတိုင်ခင်ကမိသားစုအဲ့ဒီဘဝမတိုင်ခင်ကမိသားစုတွေကကိုယ်ကမေ့ထားခဲ့ပြီဘသူတွေမှလည်းမသိတော့ဘူးအတိတ်ကမိသားစုတွေရှိတယ်ပေါ့အဲ့ဒီအတိတ်ကမိသားစုတွေကကံကောင်းကြောင်းမလားလို့ပြိတ္တာဘဝမှာတက်တန်းရှိကြပြီးရောက်ရှိနေတတ်တာမျိုးတွေရှိတယ်အဲ့ဒီခါမျိုးမှာ ကုသကောင်မှုပြုပြီးမြတ်ဝေလဲသူတို့သာတို့ခေါ်ရင်လဲသူတို့ကောင်းကျိုးချမ်းသာတွေရနိုင်တယ် တွေ့ဆိုတယ်နော်ဒါကြောင့်မို့ကုသကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေခြင်းဟာပြုလုပ်သူအတွက်လည်းကောင်းတယ်တာရုခေါ်သူအတွက်လည်းအကျိုးရတယ်ဆိုတော့လုပ်တဲ့လုပ်ထိုင်တဲ့ကုသကောင်းမှုမျိုးဖြစ်လို့အကျိုးရှိတယ်လို့ပဲပြောမှာပဲဖြစ်တယ်မြတ်စွာဘုရားကတန်လျာရှိလျရတဲ့ဘဝမှာပြိတ္တာဘဝမှာကုသမျိုးတွေမရှိဘူးဆိုတာမပြောနိုင်ဘူးမရှိဘူးလို့ပြောလို့မရဘူးရှိနိုင်တယ် အဲ့ရှိနေတဲ့ဆွေတွေမျိုးတွေဟာကိုလုတ်တဲ့ကုသိုလ်ကောင်းမှုကိုတာရုခေါ်ဖို့ဆောင်ရင်ဆောင်နေတယ်။သို့မဟုတ်ကိုတာရုခေါ်လိုက်တဲ့အချိန်မှာကိုလုံလိုက်တဲ့အမျှဝေလိုက်တဲ့အချိန်မှာသူတို့တာရုခေါ်မှုနဲ့တိုက်ဆိုင်ပြီးကောင်းကျိုးချမ်းသာတွေရသွားနိုင်တယ်လို့ဒီလိုဟောထားတာတွေရှိတယ်။ဒါကြောင့်မို့ခုလိုကုသိုလ်ကောင်းမှုကိုရည်စူးပြီးမြတ်တမ်းပေးဝေပြီးတရားတွေအားလုံးတွေကုသိုလ်ကောင်းမှုပြုပြီးမြတ်တမ်းပေးဝေတဲ့ကုသိုလ်ကောင်းမှုဟာကိုကိုယ်တိုင်လည်းအပြည့်အဝရတဲ့အပြင် တစ်ဖက်သားလည်းအကျိုးပြုတဲ့ကုသိုလ်ကောင်းမှုမျိုးဖြစ်သည့်အတွက်ကြောင့်လွတ်တင်လှုပ်တိုက်လို့တန်မိုးချိမတဲ့ကုသိုလ်မျိုးအကျိုးနှစ်ဖက်တစ်ချက်ခုနှစ်ချက်ပြန်ကုသိုလ်မျိုးလို့ဒီလိုဆိုနိုင်တာဖြစ်တယ်။ဒါကြောင့်ဘဝခရီးရှောင်းလန်းနေကြတဲ့အခါမှာလက်ရှိဘဝမှာ ကိုယ့်ကိုယ်သတိထားရမှာကတော့ပါတော့ကိုကျင်းသီလမပြတ်ပြားဖို့အခါလျော်စွာကုသိုလ်ကောင်းမှု လုပ်ဖို့ ဆိုပါစို့ငါးပါးသီလဆိုတာရတဲ့ပံမြဲရမှာဖြစ်တယ်။ဥပုသီလဆိုတာတရင်သီလတရင်အခါခါခွင့်တဲ့တဲ့ခါမျိုးမှာဦးဆောင်တာတို့အခါခွင့်တဲ့တဲ့ခါမှာဒါနကောင်းမှုလှုပ်တာတို့ရှားကုသကောင်းမှုတွေလှုပ်တာတို့ဆိုတာစင်စမပြတ်တဘောတာမှာလှုပ်ကြရမှာပဲဖြစ်တယ်။အဲ့လိုလှုပ်ကြမှာကိုယ့်ရဲ့ဘဝနောက်နောက်အစဉ်ကောင်းမှာ ဖြစ်တယ်ဆိုတာကို မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းဘဝတန်မိုးရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း